ားလုံးပဲမင်္ဂလာပါဒီနေ့ကဆဲဆယ်လာ2025ပေါ့เนาะကျွန်တော်ရေဘော EV channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေစိတ်ချမ်းသာကိုကြမ်းပါခြင်းနဲ့ပြည့်စုံကြပါစေအော်ဒီနေ့အာကျွန်တော်ပြောချင်တဲ့အကြောင်းအရာကစီရေးအကြောင်းအရာပေါ့เนาะပြီးခဲ့တဲ့ရက်ပိုင်းကတော့ပြီးခဲ့တဲ့ video file မှာတော့ဘာသာရေးနဲ့ဆက်ဆက်ပြီးပြောတော့ကျွန်တော်မိတ်ဆွေတွေရဲ့ ဘာသာရေးအတိအမြင်တွေကခေတူတွေတော့မဟုတ်ပြန်နော်တကယ်ကိုအရှင်းတန်းမြင့်မြင့်ကိုနားလည်ထားတဲ့သူတွေများပါတယ်နော်တော်တော်များပါတယ်အဲ့တော့လေလေးစားပါတယ်ပြန်နော်ကျွန်တော်တို့ကနေ့တိုင်းစီးရေးအကြောင်းအရာတွေအတော်သားဖြစ်တဲ့အကြောင်းအရာတွေပဲနေ့တိုင်းပြောနေတဲ့အခါကျတော့ကျွန်တော်တို့စိတ်ထဲမှာဘာပဲဖြစ်ဖြစ်စိတ်မှောင်နေပေါ့နော်ဒါကြောင့်စိတ်ထွက်ပေါက်ရအောင်ဘာသာရေးနဲ့ပတ်သက်ပြီးပြောတာပါ အဲ့ဒီနေ့တော့ဈေးအကြောင်းအရာတစ်ခုပြောမယ်ပေါ့အဲအဲ့တော့ဗာလဲဆိုတော့တရင်တစ်ခုတွေ့လိုက်ရတယ်အဲ့ဒီမှာကျွန်တော်တို့ရခိုင်ပြည်နယ်တန်တွဲပေါ့နော်မင်းအောင်နိုင်ကရွေးကောက်ဖွဲမလုံနိုင်တဲ့မျိုးတွေတွေကနေခြံလက်ခံထားတဲ့မျိုးတွေကတန်တွဲပါတယ်နော်တန်တွဲရဲ့အန်းရဲ့ဂွားရဲ့ပေါ့နော်အဲ့မျိုးတွေပါတယ်65မျိုးနေတာမသိဘူးနော် အဲ့တော့အခုတန်တွင်းသားမှာဗားရီတရင်နေကြရလဲဆိုတော့အရင်တုန်းကရေရင်နေရောက်ရှိရပါတော့ရေရင်နေရောက်ရှိနေရအရင်တုန်းကဒီပင်လေကန်ဝေးမှာပဲတိုက်ခိုက်ရင်နေပြီးနှစ်စီးလောက်ပဲပုံမှန်ရှိတယ်ပေါ့နော် အခုဒါအော်တိုဘာလအတွင်းမှာခုနှစ်စီးအထိတိုးချဲ့ပြီးတော့မှရောက်ရှိလာတယ်တဲ့ဒီပေါ့နော်ပင်လေကန်အဝေးမှာပေါ့ နေပြီးစစ်တဲမော့ပေါ့နော်အဲ့တော့အရခတ်တက်တော့ထိန်းချုပ်ထားတဲ့တန်တွဲမျိုးနတာကျွန်းပေါ့နော်တန်နတာကျွန်းပင်လေကံဝေးမှာအဲ့ဒီရေရင်တွေရောက်ရှိနေတာဖြစ်တယ်အဲ့တော့စစ်ရေရင်တွေကတန်တွဲမျိုးငပလီဘတ်နဲ့ဒီအနီးဝန်းကျင်ပေါ့နော်အနီးဝန်းကျင်တွေကိုလက်နက်ကြီးတွေနဲ့တောက်လျှောက်ပဲရန်တမ်းပြီးပြစ်နေတာပေါ့နော်ထိကျင်အထိတောက်လျှောက်ပြစ်နေတယ်ဆိုပြီးတော့မှသိရတယ်ပေါ့နော်အဲ့တော့ပြစ်ခတ်တဲ့လက်နက်ကြီးတချို့လဲဒါစင်ကောင်းကြီးရွာအနီးတို့ နောက်ငပလီကန်းကြီးပါဝင်ကျင်နောက်ဘရဲကောကြီးရောပါဝင်ကျင်နောက်မောင်ရှိသေးကြီးရဲ့စကန်ပတ်အိုက်ဘတ်ကြီးကြတယ်ပေါ့နော်အိုက်ဘတ်ကြီးကိုရန်တမ်းပြီးတော့မှထောက်လျှောက်ပြစ်ခတ်နေတာတွေ့ရတယ်နောက်တစ်ခါဒီတိုက်ခိုက်ရေးနေကအများလာတယ်လက်နက်ကြီးပြစ်ခတ်မှုတွေကြောင့်ဒီကန်းကြီးပေါ့နော်ငါးခန်းလုပ်ငန်းတွေတော့ဒါမထွက်ရဲတော့ဘူးပေါ့နော်ဒေသခံတွေကစစ်ပေးရှောင်နေရတဲ့အနေအထားတော့တွေ့ရတယ်ပေါ့နော်အတန်တွေကငပလီဒေသခံတွေရတယ်အရင်အားထက်ပိုပြီးတော့မှအစိုးရင်များလာတယ်အလုပ်ကန်ရှားပါတဲ့အပြင် စောင့်နေရင်လည်းခက်ခဲလာတယ်ပေါ့ဗျာเนาะခက်ခဲလာတယ်အဲ့တော့အရင်တော့ကျွန်တော်တို့ September 26ရက်နေ့ကလည်းတန်တွဲမျိုးပေါ့ကို Jet Fighter နဲ့လေရင်နဲ့ဘုံကျဲခဲ့တယ်အရက်သားတွေတေးတယ်ခလေးနှစ်ဦးကိုဝင်ဆောင်အမျိုးသမီးလိုတော့တေးရတယ်တန်ရရတယ်ပေါ့ဒါတွေဖြစ်ခဲ့တယ်ပေါ့เนาะအဲ့လိုပဲ28ရက်နေ့ကလည်းတန်တွဲမျိုးနဲ့ဒါ၃မိုင်အကွာ Brego အနောက်ကျောကို Jet Fighter နဲ့ဘုံနှစ်ကျင်းထပ်ပြီးတော့ကျဲတယ်ပေါ့เนาะအနီးပါဝင်ချင်လို့လည်းစက်တက်နဲ့တွေနဲ့အပြစ်တယ်ပေါ့တောက်လျှောက်ပဲဒါ ပြက်ခတ်မှုတွေလောက်လာတယ်ပေါ့နော်အဲရေတက်ကလည်းလက်နက်ကြီး6လုံးတော့ပြစ်တယ်လို့ကြားအဲမှာနေနေမှာပျက်စီးတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေလောက်လာတဲ့ခါကျတော့တန်တွဲဒေသခံတွေပေါ့နော်အဲချုပ်မိထားတာရှိတယ်အချိန်ကြီးဘလို့လဲပေါ့နော်ဒီကောင်ကြီးတိမ့်နိုင်ပါ့မတန်တွဲကိုပြန်တိမ့်ဖို့အဖြစ်နိုင်ပါမလားဆိုရဲမိကုန်းနေလည်းရှိထားတယ်ပေါ့နော်အဲ့တော့တော်တော်ဆိုရင်တော့မဖြစ်နိုင်ပါဘူးဒါပေမဲ့ နှောက်ယှက်ပြက်ခတ်တာတွေကတော့တောင်းလျှောက်ရှိနေမယ်လို့အသုံးသတ်လို့ရတယ်ပေါ့နော်အဲ့တော့အခုဒီကောင်တွေကတန်တွဲရေတောင်ကုတ်ရေဂေါ်ရရေအန်းရေအဲ့နေရာတွေမှာဒီကောင်ပွဲကျင်းပနိုင်မယ်ဆိုတဲ့သဘောမျိုးပေါ့နော်မကျင်းပနိုင်တဲ့မျိုးတွေကနေဖယ်ထုတ်ထားတယ်ပေါ့နော်အဲ့အဲ့မျိုးတွေကကျင်းပနိုင်မယ်ဆိုပြီးတော့ဒါကြီးညာထားတာတွေ့ရအဲ့တော့အဲ့မျိုးတွေကိုပြန်သိမ်းပါလားဆိုတော့ဒူလောဒူလောကိစ္စမျိုးတွေရှိကျွန်တော်ဒီနေ့ highlight ပြောမှာကတန်တွဲကိုပြောမှာပေါ့နော်အဲ့တော့တန်တွဲမျိုးတွေကပင်လေပင်နဲ့ ဆက်ဆက်နေတဲ့နေရာဖြစ်တယ်နော်ဆက်ဆက်နေတဲ့နေရာဖြစ်တယ်အဲ့တော့ပြန်လေသိမ့်ပိုက်ဖို့အတွက်စရေရဖီယာပေးတာအဲထိုးစစ်ပြင်ဆင်မှုလက္ခဏာလေးလို့တော့ယူဆလို့တော့ရတယ်ဒါပေမဲ့ဖြစ်နိုင်ပါမလားဆိုတော့ဖြစ်နိုင်ခြင်းအင်တာမနေပါတယ်တန်တွဲမျိုးကိုသူတို့ထိုးစစ်ဆင်ဖို့အတွက်စစ်ပြူဟာနှစ်ခုရှိမယ်နော်ရေချောင်းကနေပြီးတော့မှကန်တက်ထိုးစစ်ပေါ့နော် amphibious assault เนาะအဲ့ဒါကသူကရေရေချောင်းကုန်းပေါ့เนาะရေကုန်းနှစ်တွဲပေါ့เนาะအဲဒါမျိုး gadget system ရေလို့ပြောတာပေါ့ဗျာเนาะအဲ့တော့လက်ရှိမှာတော့ gadget system ရေအတွက်လုံလောက်တဲ့ရေရင်တွေရှိသလားဆိုတာမေးခွန်းထောက်အောင်ပေါ့เนาะအဲ့တော့ရေရင်ရေအတွက်ပေါ့ရေရင်ရေအတွက်အများကြီးလိုတယ် gadget system ရေအတွက်အဲ့လိုပြင်ဆင်နိုင်မှာရတယ်ဒါပေမဲ့ ကျွန်တော်တို့ဒီပေါ့နော် AA ရဲ့ကင်မရာခန့်စင်နဲ့စည်ရင်းအင်အားကဒါသူတို့အတွက်အဓိကစင်ခေါ်မှုပဲဘလို့အခြေအနေဆိုတော့ခံမှန်းလို့မရအောင်အဲ့တော့ကန်တက်စစ်စင်ရေးဆိုတာကအလွန်အင်တန်မအန်ရီများပြီးတော့ရှုပ်ထွေးတဲ့စစ်စင်ရေးတစ်ခုဖြစ်တယ်အောင်မြင်နိုင်ဖို့အတွက်တော်တော်ခက်ခဲတယ်ပေါ့နော်အဲ့တော့ကန်တက်စစ်စင်ရေးဆိုတာကကျွန်တော်တို့ပင်လယ်ပြင်ကနေပြီးတော့မှတဘောကတော့ကုန်းမြေပေါ်စစ်တီတွေဆက်လက်နဲ့ပစ္စည်းတွေ ယင်နေယင်နေဆိုတာဟိုပါဘို့တင်ကားတွေပါမယ်တန်ကြက်ကားတွေပါမယ်တခြားယင်တွေပါမယ်ဒါတွေကိုတည်လာရမှာနော်အဲအဲ့ဒါတွေကိုရုပ်တရက်သူကအလုံးယင်နေမှာတက်ရောက်ပြီးတော့မှသိမ့်ပိုက်ရတယ်အချိန်တွေမျိုးနော်အဲ့တော့တန်တက်စစ်စင်ရင်မှာသူကအဆင့်တွေအများကြီးရှိတယ်နော်အဲ့ဒီအဆင့်တွေကလည်းကြော်ဖြတ်ဖို့အရန်ကိုခက်ခဲတယ်ပေါ့နော်အဲ့တော့ပုံမှန်ဆုံးတစ်ချက်အနေနဲ့ပါလဲဆိုတော့ကန်တက်စစ်စင်ရင်မှာအားနှစ်ချက်သုံးချက်ရှိတယ်အားနှစ်ချက်သုံးချက်အဲ့တော့ပထမတစ်ချက်ကပါလဲဆိုတော့ ဒီစပြီးတော့မှကန်တက်တဲ့အချိန်ရှစ်တီတွေကရင်ရင်ဘွားနေပြီးတော့ကုန်းဘုံကိုစပြီးတော့မှတတ်တဲ့အချိန်မှာဒီစစ်တီတွေကသူကလုံးဝပြစ်မှတ်ဖြစ်အရှင်းလင်းဆုံးအထိကိုက်လွယ်ဆုံးအချိန်မှာရင်ရင်တကားကြီးကိုဖွင့်လိုက်တာနဲ့ခင်ဗျားတို့ဟိုကကြည့်ဘူးမှာပေါ့နော်ရိုမန်နီကန်ကြီးတိုက်ပွဲနော်အဲအဲ့ကားကြီးကြီးကြီးပွင့်တိလိုက်မယ်နော်ဖွင့်လိုက်တာနဲ့အာဟိုကုန်းဘုံကနေဂျာမန်ဂျာမန်ကြီးကလှမ်းဆော်တော့တာပဲဟာအဲ့တော့ထုံထုံပျောက်ပျောက်ဆိုအာခေါင်းတွေမှာပွန့်ပွတ်ထိုက်ပြီးတော့မှအဲ့ကန်းကြီးမှာရှိနေတဲ့ရေပြင်းကြီးက တွေးရရင်ဖြစ်သွားတာเนาะတွေးပြီးရင်ဖြစ်သွားအဲ့လိုသဘောမျိုးပေါ့အဲ့လိုလူရှိသလားနောက်တစ်ခုကအဲ့ဒီလောက်เนาะဒီဂျန်သူရဲ့ပြစ်အားကိုနှိမ်ဖို့အတွက်ကိုเนาะလေရင်တွေကယာချီပြီးတုံးထားတာမာမိတ်တွေကအဲ့ကုန်းမော်ယာချီပြီးကျဲတာဒါတော့မှခင်ဗျာနော်မနီတန်းချီတိုက်ပုံကတေးတာနေတာမှမဟုတ်တာเนาะအဲ့ဆက်ပြီးတော့မှရေရင်စားဖွင့်လိုက်တာ ਨੇ လုံးဝရှင်းနေတဲ့ပြစ်မှတ်ပဲเนาะအထူးကအလွယ်ဆုံးအချိန်တွေပဲ ော် ကောင်းကောင်းတမလို့ရတယ်မင်းအွန်လိုင်းရှိမှာဒီလောက်ယူခြင်းမရှိဘူးလေဒီလောက်ထိလည်းသူ့မှာ resource တွေမရှိဘူးပေါ့နော်အဲ့တော့ဟုတ်ပြီအာတင်မောဘောကနေဆင်းသွားပြီကုန်းဘောရောက်ပြီကုန်းဘောရောက်ပြီရေပြင်ဘောကနေကုန်းဘောရောက်ပြီကုန်းဘောရောက်လို့ကုန်းဘောကဟိုကွာကွာရှိတဲ့ကုန်းဘောမဟုတ်ဘူးလေနော်တဲတောင်ပြင်ဘောရောက်တာလေတဲတောင်ပြင်နဲ့မြေပြန့်တွင်ပြင်ဓာကြီးကိုဖြတ်ကြောအောင်အဲ့တော့ပုံးစရာနေရာလည်းမရှိဘူးအဲ့တော့ကန်နေရာပဲနော်အဲ့တော့ပုံစံနေရာလည်းမရှိဘူးကာဝယ်ဖို့နေရာလည်းမရှိဘူးเนาะအဲ့ဒီချိန်တွေမှာကိုယ်က blind ပြာเนาะ ခံစစ်ကနေပြီးတော့ဒိုက်ရိုက်ပစ်နေတာကိုခံပြီးတော့မှတက်ရမယ်အချိန်နေပြီလူအလောက်ပေါ်သလားဒါအားနေချက်နဲ့ပေါ့နော်နောက်တဲ့အားနေချက်တစ်ခုကဘာလဲဆိုတော့ဒီပေါ့အခိုင်အမာနေရာယူထားတဲ့ခံစစ်ကြောင်းကိုဖောက်ထွက်ဖို့လေချောင်းပစ်ကူနဲ့လက်နက်ကြီးပစ်ကူကဘယ်လောက်ပေးနိုင်မှာလဲလေရင်လေးယာချီပြီးသုံးနိုင်ပါလားအဲ့လိုဆိုတော့တမျိုးပေါ့လေရင်လေးယာချီပြီးသုံးနိုင်မယ်လူတွေကိုလည်းเนาะတောင်းချီเนาะတောင်းကနန်းလောက်အဲ့နေရာကိုလုံးပြီးတက်နိုင်မယ်ဆိုရင်တော့ ပြောလို့တော့မရဘူးเนาะအဲ့ဒီတောင်းချီတက်နိုင်ဖို့အတွက်ကိုရရင်ရင်တွေကเนาะဒီကန်ထိုးရင်တွေဒီရရင်တွေကအပြည့်အဝရှိပါမလားအရင်အတွက်အပြည့်အဝရှိပါမလားဒါတွေကအများကြီးပဲအဲ့တော့မေအောင်နိုင်တော့ကကန်တက်စစ်စင်ရလို့ဖို့ဆိုတာကကျွန်တော်တို့ဟန်ပြပေါ့เนาะသဘောတရားအဖြစ်ဟိုကြည်လေးစစ်စင်သူတို့ပူပေါင်းစစ်စင်တွေပါလေလောက်တာရှိပါတယ်เนาะ ERI တိုင်းပြောပါလားမသိဘူးဒါတွေကဟိုလူမြင်ကောင်းအောင်လောက်တာပေါ့เนาะ ါပေမဲ့သူ့မှာအရင်မြင့်အရင်မြင့်ကအဲ့လောက်မရှိဘူးအာနံပါတ်1တိချက်ပေါ့နံပါတ်2ကပါလဲဆိုတော့ဒီ AA ရဲ့ခံစစ်ခံစစ်အင်အားဘယ်သူမှမပြောနိုင်ဘာပဲဖြစ်ဖြစ် AA ကတန်တွဲမျိုးအပါအဝင်သူထိမ့်ချုပ်ထားတဲ့နေပြည်တော်မှာရေတထောက်လမ်းကြီးတွေနဲ့ဒီကမ်းရိုးတန်းစောင့်ကြည့်ရတယ်ကိုတီးတီးကြကြကြွတင်ပြင်ဆင်ထားမှာပဲအော်ကမ်းခြေဤနီးတဝိုက်မိုင်းထောင်တာတွေနော်နောက်ခါလှုပ်ဝက်ပြစ်ခတ်နိုင်တဲ့နေရာတွေနော် firing position ပေါ့နော်ဒါမျိုးတွေပေါ့နော်ပြင်ဆင်ထားပါပဲအဲ့လိုပြင်ဆင်ထားခြင်းအပြင်ဒီကောင်နေဒီလိုမျိုးကြီးဘလိုင်းတက်လာရင်တော့အထိကတည်ဆုံးမှုကတော့အတုံးလိုက်တက်လာဖြစ်သွားမှာဒီအတွက်ကိုလည်းတေချာပြင်ဆင်ပြီးတော့မှဒီကန်တက်စစ်စင်ကြီးတွေအတွက်ဝကြထွန်းမြတ်နိုင်အနေနဲ့တေချာလေ့လာပြီးတော့မှပြင်ဆင်ထားလိမ့်မယ်ဆိုတာကျွန်တော်တို့ကရုံကြည်စွာမျှော်လင့်မိသားပဲနောက်တစ်ခုပါလဲဆိုတော့ AA ကလက်ရှိ တိုက်ပွဲပေါ့နော်လက်ရှိတိုက်ပွဲလက်ရှိသူတို့ရဲ့နေပြည်ကိုခုခံကာကွယ်နေတဲ့စစ်ပွဲတွေထဲမှာမှသူကအတွေ့အကြုံနော်မြင်ပါတယ်တိုက်ခိုက်ကောင်းတယ်စိတ်တက်လည်းအမြင်ပါဆုံးအခြေအနေမှာရှိတယ်တိုက်ခိုက်ကလည်းတခြားဘွဲတွေနဲ့မတူတော့အောင်လက်ဆောင်ထက်ပွဲတွေကတအားနော်နိုင်ပွဲတွေကြီးပဲအခုလည်းဟိုမှာနိုင်ငံမှာနိုင်ငံမှာပြင်းသားပြန်ပြီနော်နိုင်ငံမကြတော့ဘူးမကြတော့ဘူးနော်နိုင်ငံကိုပြင်းသားပြန်ပြီဘာလဲ fighter ကုန်းလားအခုတိမ့်လိုက်ပြီနိုင်ငံမှာကျွန်တော်ဟိုဘဟိုဘကြာမှာပြောတော့เนาะနိုင်ငံမှာ fighter ကုန်းလားမသိတိမ့်လိုက်ပြန်အဲ့ fighter ကုန်းဆိုတာတခြားတော့မဟုတ် fighter တွေမဟုတ်လို့မဟုတ်ချင်းစည်းကိုခဏခဏဝယ်ခိုင်းလို့လေအောက်ကိုအဲ့လိုတော့ကြားတာပဲเนาะဟောအဲ့လိုရှိတယ်စိတ်ဓာတ်ကလည်းအမြင်မာဆုံးအချိန်ဒီမှာရှိတယ်အတွေ့အကြုံကလည်းမြင်မာသွားပြီနောက်တစ်ခါတိုက်ပွဲရဲ့ပုံတံပေါ့เนาะစစ်စင်ရေးဆင်နွှဲနေရတဲ့ခိုင်ချက်ပေါ့သူတို့ရဲ့စိတ်ထဲမှာပါလဲဆိုတော့သူတို့ရဲ့အိမ်ကိုသူတို့ကာကွယ်နေတာဖြစ်တယ် ဒီလိုစိတ်မျိုးနဲ့တိုက်ပွဲဝင်နေတာငါတို့အိမ်ကိုငါတို့ကာဝယ်တာအဲ့ဒီအတွက်ကြောင့်မဟုတ်လို့ငါတို့ဒီအသက်နဲ့လဲပြီးတော့မှခုခံကြားရမယ်ဆိုတာသူတို့စိတ်ပိုင်းဖြတ်ပြီးသားဖြစ်တယ်အဲ့တော့သူတို့ကမှတကယ်ကိုမှငါမသိငါစခန်းမကြစေရဆိုတဲ့စစ်တီတွေပဲအဲ့တော့အဲ့ဒီလိုစစ်တီမျိုးတွေရှိနေတဲ့တန်းချိန်ကိုဒီကောင်းလေးဘယ်လိုဖြတ်ကြအောင်လဲဘလို့မှမလွယ်ဘူးဘယ်လို့မှမလွယ်ဘူးအေးတခုတော့ရှိတာပေါ့တနိုင်ငံလုံးကဒီကောင်ကနိုင်သွားပြီးတော့မှ ။တန်တွဲမျိုးတစ်မျိုးလောက်ကြာရင်တော့ဒါကတော့မပြောတတ်ဘူး။အကုန်လုံးကလည်းညက်ပြီးတော့မှာเนาะရေရောကုံရောလေရောဝါးပြီးတော့တော့ရင်တော့မပြောတတ်ဘူးပေါ့။ဒါပေမဲ့လက်ရှိအချိန်ဒီမှာတော့ဖြစ်တန်ဆောင်ကတော့တော်တော်နည်းပါတယ်။တော်တော်ကုန်နည်းတယ်။အခုလိုမျိုးလျှုပ်မှာပြီးတော့မှလေရင်လည်းဘုံကျဲမယ်။အဲတင်မောဘဝနဲ့လှမ်းပြီးတော့မှရန်တမ်းပြီးပြစ်မယ်။ဒါမျိုးတွေပေါ့နော်။ဒါပဲဒီကောင်ကြီးလုပ်လို့ရတယ်။အကန့်ထပ်တိုးပြီးတော့မှတန်တွဲကိုပြန်တိမ်းဖို့ဆိုတော့ဒီကောင်တွေအတွက်ကတော့ဒါအိမ်မက်တစ်ခုပဲเนาะအဲ့တော့ဘလို့မှမလွယ်ဘူး ခုနကျွန်တော်ပြောသလိုအတွေ့အကြုံစိတ်ဓာတ်ခံယူချက်ဒါတွေကပွာသေးတယ်နော်သူတို့ကငါတို့အိမ်ကိုငါတို့ကာကွယ်နေတယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကာကွယ်နေကြတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့မင်းအောင်လိုင်းတို့ကြွေးကြော်နေတယ်ငါမသိငါစခန်းမကြစီရဆိုတော့သူတို့ကအမှန်ဘယ်တော့မှနောက်ဆုံးပဲလူစားမျိုးတွေမဟုတ်ဘူးအဲ့လိုလူမျိုးတွေအဲ့တော့မလွယ်ဘူးပေါ့နော်မင်းအောင်လိုင်းကန်တက်ထိုးဖို့တော်တော်ကိုမလွယ်တဲ့ကိစ္စပေါ့နော်နောက်တစ်ခုကပါလဲဆိုတော့အဲ့လာတက်လာအဲ့တက်လာခဲ့တဲ့ကောင်နေအဲ့မှာနော်အေရဲ့လက်နက်ကြီးစာမိမယ် ခုကန်းတာတကောင်နေပြင့်နေတာအဝေးရလမ်းပြင့်နေတာကျွန်တော်တို့လက်နက်ကြီးဒီ AA ရဲ့လက်တကန်းစာမှာဒီကောင်နေလာမမလာရဲဟိုးဝေးရနေလမ်းပြီးတော့မှပြင့်နေတာအဲလူလူကတော့ဒုက္ခရောက်တာပေါ့နော်အဝင်လာခဲ့ကြည့်ပါလားဝင်လာအချော့ပြတာနဲ့စော်ပြီးအဲ့မှာကန်းကြီးကနေတဒုံးဒုံးနဲ့လမ်းစော်မှာဒီကောင်နေသင်းမော်တွေအဆုံးရှုံးခံနိုင်လို့ဒီကောင်နေသင်းမော်တစ်စီးတစ်စီးဝယ်နိုင်မှုအတွက်ကိုအမြောက်နဲ့ပြစ်ချနေတာနော်အဲ့လိုမျိုးနော်လက်ရှိသင်းမော်တွေဆိုတာလေလက်ဘူးတိုက်ထားတဲ့ကောင်တွေကခက်များများ တချို့သင်္ဘောတွေဆိုလို့ရှိရင်ဘီလက်မြေနဲ့ဖာထားတဲ့သင်္ဘောတော်ရှိသေးတယ်အဲ့တကယ်နော်တကယ်ပြောတာနော်ကျွန်တော်ကရောက်ပြောနေတာမဟုတ်တကယ်ဘီလက်မြေနဲ့ဖာထားတဲ့သင်္ဘောရှိတယ်အဲ့ဒါမြေတွင်းသွားနေတာပဲနော်သွားနေတာပဲဘီလက်မြေနဲ့ဖာထားတာအဲ့အဲ့လိုကောင်မျိုးတွေပေါ့သင်္ဘောရဲ့ကြံ့ခိုင်မှုတွေကလည်းမရှိဘူးမရှိတော့ဒီကောင်တွေကအဝေးကြီးရပဲဒါလှမ်းပြင်းနိုင်တဲ့အခြေအနေမျိုးရှိတယ်အနည်းကိုလာကိုမလာရဲတာကျွန်တော်တို့ AA ရဲ့လက်နက်ကြီးလက်တကန်းကိုလာကိုမလာရဲတာလက်ရှိအခြေအနေပေါ့နော်ဒါကတော့တော်လိုင်းရဲ့အရေးအပြောင်းနဲ့မူတည်ပြီးတော့မှ ဒီကောင်ဒီကတ်လာနိုင်ခြင်းကတ်မလာနိုင်ခြင်းဆိုတော့ပွာသွားတာပေါ့နော်အချမှာပဲကတ်လာလို့ကတော့ခင်ဗျာလက်နေကြီးဒီ drone နေနဲ့ဒါတွေနဲ့ခင်ဗျာတိုက်မှာပဲအဲ့တော့ဒီကောင်ဒီအတွက်ဆုံးရှုံးမှုကအကြီးကြီးဖြစ်မှာနော်အဲ့တော့ကုန်းပေါ်တော့မရောက်သေးဘူးစစ်စင်ကြီးကပြတ်သွားမှာအဲ့တော့ဒီချိန်မှာကန်တက်ဆိုတော့လုံးဝမဖြစ်နိုင်သေးဘူးနောက်တစ်ခုတင်းမောရေတွေဒီကောင်မှာတင်းမောရေတွေတလောက်မှာတလောက်ရှိတယ်အောင်မဟုတ်တာကန်တက်စစ်စင်ကြီးတစ်ခုလို့ပို့အတွက်ဒီကန်ထိုးရင်နေနော် landing credit အများကြီးလိုတယ်ဟာစစ်တီအများကြီးတင်သွားမှာလीစစ်တီအများကြီးတင်လို့မအဲ့ထဲမှာမှာ ဟိုတင်ကားတွေပါမယ်တကြက်ကကားတွေပါမယ်ကျွန်တော်တို့ဒီကုန်ကားတွေပါမယ်ဒါမျိုးတွေပေါ့နောက်ကကားသေးတွေပါအမျိုးစုံတည်သွားမှာအဲ့ဒီတော့ကို landing credit တွေကဘယ်လောက်ရှိလို့လဲဘာမှမရှိဘူးเนาะဒီရိုးရိုးဒီတံပြားတွေတော့ပဲရှိတာပြီးရင်လေးချောင်းလေးချောင်းစစ်စင်ကြီးလေးချောင်းစစ်စင်ကြီးကလည်းဘယ်လောက်ထိလုံနိုင်မှာလေးလေးရင်တွေကိုယာချီအသုံးပြုနိုင်မှာလားမသုံးတော့ကံမသုံးနိုင်ဘူးเนาะ အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီအချိန်ဒီမှာသူ့ရဲ့ joint operation ကတော့ဖြစ်နိုင်ချင်ဆိုတာတအားနဲ့တယ်မဖြစ်နိုင်ကျွန်တော်တို့မဖြစ်နိုင်ဘူးလို့သုံးသပ်တယ်အဲ့တော့အဲ့ဒါကကတ်တက်စစ်စင်အနေနဲ့လုံးဝမဖြစ်နိုင်ဘူးပေါ့နော်အဲ့နောက်တစ်ခုကတော့ဘာလဲဆိုတော့ကုန်းချောင်းထိုးစစ်ကုန်းချောင်းထိုးစစ်ကလည်းဘယ်လိုလုပ်ဖြစ်မလဲရခိုင်ပြည်နယ်မြောက်ပိုင်းအလဲပိုင်းအေကနော်တောက်လျှောက်ကုန်းထိန်ချုပ်လာတယ်တိုက်ပွဲတွေတောက်လျှောက်ပဲပြင်းထန်နေရနော်လမ်းမသက်ဆက်သွယ်ရေးကလည်းခတ်တယ်နောက်အေရဲ့ပိတ်ဆို့မှုတွေကလည်း ်ဘယ်လို့ပါခင်ဗျာတန်တွဲကိုကုန်းချောင်းကနေတိတ်ပိုက်ဖို့ဆိုတာမဖြစ်နိုင်တဲ့ကိစ္စတော်တော်ကိုမဖြစ်နိုင်တဲ့ကိစ္စနော်ဘယ်လို့မှမဖြစ်နိုင်တော့ဒီလထဲမှာတော့လေချောင်းတိုက်ခိုက်မှုတွေအချိန်ချင်းပြုလုပ်ခဲ့တာတော့တွေ့ရတယ်ဒါပေမဲ့လေချောင်းစွမ်းရင်တစ်ခုတည်းကိုအသုံးပြုပြီးတော့ပြန်ပြီးတော့တိတ်ဖို့ဆိုတာတော့မလွယ်ဘူးပေါ့နော်မလွယ်တဲ့အနေအထားမှာရှိတယ်အဲ့တော့ဟုတ်ပြီအဲ့ဆိုလို့ရှိရင်မင်းအောင်နိုင်ကတန်တွဲကိုဘာဖြစ်လို့ရွေးကောက်ပွဲမကျင်းပနိုင်တဲ့မျိုးစင်းတွေကနေဖဲထုတ်ထားတာတော့ ဘာလို့ကျင်းပနိုင်လဲဆိုတဲ့ပုံစံမျိုးလောက်တာတော့ဆိုတော့နိုင်ငံကြီးရွေးချက်ပါအဲ့ဒါကနော်အဲတန်တန်တော်မျိုးကိုဒီကောက်ဝဲကျင်းပနိုင်တဲ့မျိုးနဲ့အဖြစ်သူကထားတာဟာအရခိုင်ပြည်သူတွေကြားထဲမှာဒါငင်းချမ်းကြီးကိုလိုလားတဲ့ပုံရိပ်ပြတာပေါ့ဗျာဒါမှမဟုတ်ရွေးကောက်ဝဲကျင်းပနိုင်တဲ့နေပြည်တခုကိုဒါအတင်းအကျပ်နော်နိုင်ငံတကာကိုပြတာပေါ့အေးစေးပါရခိုင်ပြည်နယ်ကိုဘုချုပ်ထွန်းမြတ်နိုင်ထိတ်ချုပ်ထားတယ်ဆိုတော့မဟုတ်ဘူးဗျအခုကျွန်တော်တို့ရွေးကောက်ပွဲလုပ်မယ်ထင်ပါတယ်ပါတယ်ပါတယ်နော်ကျွန်တော်ရွေးကောက်ပွဲမလုပ်နိုင်တဲ့မျိုးတွေကကျွန်တော်ဖယ်ထားတယ်တန်တော်မျိုးပါတယ်အဲ့တော့ ငါတို့နိုင်ငံတကာကတင်နေတာကရခိုင်ပြည်နယ်မှာကျွန်တော်တို့ထိချုပ်လာတာသုံးမျိုးနေပဲဆိုမှားနေတယ်နော်ကျွန်တော်တို့ဒီမှာဆိုတန်တွင်းမျိုးပါတယ်ဟန်ပါတယ်ဇက်တွေ့ပြည်ပြည်မှာတော့မပေါ့ဒါပါလဲဆိုတော့နိုင်ငံရေးမြတ်ထုတ်တာအေးရဲ့အုတ်ချုပ်ရေးအာဏာကိုဆန့်ကျင်တာပေါ့တိုက်ရိုက်စင်ခေါ်တာပေါ့အဲ့ဒီလှုပ်ရှားမှုနိုင်ငံရေးလှုပ်ရှားမှုအဲ့ဒါကတကယ်မြေပြင်မှာတော့ဒီကောင်ဘာမှမဟုတ်အဲ့အဲ့ဆိုဒီကောင်အရှက်မရှိရှောက်ပြောတာဒါပဲနိုင်ငံရေးဆိုတာချို့နေရာမှာအရှက်မရှိရအောင် နော်အဲအဲ့လိုအဲ့လိုတော့ရှိတယ်နော်ဘာဖြစ်လို့လဲဆိုတော့ तू ကလက်ရှိ तू က developer power ပိုင်ထားတဲ့လူ power နော် power ဒီတိုင်းဒီတပြီလုံးကို तू ပိုင်ဆိုးတယ်ဆိုတော့သဘောမျိုးကလက်ရှိအချိန်ဒီမှာသဘောတရားအပြင်မှန်နေရအောင်အဲ့တော့ဒါကို तू ကလုံးပြီးတော့မှပြတာပေါ့အခုမှကျွန်တော်တို့ကအာ NUG ကပေါ့နော်ကျွန်တော်တို့ရန်ကုန်မြို့ကိုကျွန်တော်တို့မပိုင်ဘဲနဲ့ပိုင်တယ်လို့တော့ပြလို့မရဘူးပုံသဏ္ဍာန်ချင်းမတူဘူးပေါ့နော်အဲ့ဒါပေါ့ဒီကောင်ကတော့ဒါက तू က ပြောလို့ရတဲ့အနေအထားမှာရှိတယ်။တိုင်းပြည်တစ်ခုလုံးရဲ့အာဏာသုံးရလုံးကိုသူချုပ်ကန်ထားတာဖြစ်တဲ့အတွက်ဒါငါနိုင်ငံဒီကောင်နေသူ့နိုင်ငံမဟုတ်ဘူးဆိုတာမျိုးကိုကလိကကျက်လုပ်ပြီးတော့မှနလဲပလဲလုပ်ပြီးတော့မှကဘာကိုမျက်လက်ပြလို့ရတဲ့အနေအထားသူ့မှာပိုင်ဆိုင်ထားတယ်။ဒါကြောင့်ဒီကောင်စီကလိကကျက်ကြပြီးတော့မှမြေပြင်နဲ့တကယ်လက်ရှိအခြေအနေအနေလွဲနေပြီမဲ့လေသူကလုံလို့ရတယ်ဆိုတဲ့အနေအထားမျိုးကြောင့်နိုင်ငံကြီးရဲ့ဟိုပေါ့နော်ရွေးချယ်ရှိရှိနိုင်ငံကြီးလှုပ်ရှားမှုတစ်ခုဒါပဲနောက်တစ်ခုကဘာလဲဆိုတော့သူတို့ဒီ အဲတန်တွဲကိုပေါ့နော်အချိန်မီပြန်ပြီးတော့မှထိမ့်ချုံနိုင်တယ်ဆိုတော့အမျော်မှန်းချက်ကိုပေးတာသူ့လူတွေကိုပေးရပေါ့နော်အဲ့တော့စစ်တပ်ကနိုင်ငံရေးရရွေးကောက်ပွဲကျင်းပမယ်မျိုးဖြစ်တတ်မှတ်ထားတယ်လက်တွေ့မှာတော့အင်အားပြပြီး AA ကိုထိမ့်ချုံဖို့အတွက်စူးစမ်းနေတယ်ဆိုတာတော့ကောက်ချက်ချလို့ရတယ်အဲ့တော့အကြမ်းဖက်စစ်တပ်ကဘာပဲဖြစ်ဖြစ်ဒီလိုမျိုးရွေးကောက်ပွဲမကျင်းပနိုင်တဲ့နော်အကျင်းပမယ်မျိုးပေါ့ဗျာကျင်းပမယ်မျိုးဖြစ်တတ်မှတ်ထားတာဟာလက်တွေ့မှာတော့သူ့အတွက် ထိန်းချုပ်ထားတာမရှိဘူး AI ထိန်းချုပ်ထားတယ်သို့တော်လည်းနိုင်ငံရေးရဖြူခွဲဖို့စူးစမ်းတဲ့စူးစမ်းမှုတည်ရဲ့လို့ပြောလို့ရတာပေါ့နော်အဲ့တော့နောက်ဆုံးအနေနဲ့ပြောချင်တာကလက်ရှိမှာ AI တန်တဲ့ကိုအခိုင်အမာထိန်းချုပ်ထားတာဖြစ်တယ်အကြံဖတ်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကိုလည်းကောင်းကောင်းတုံ့ပြန်နိုင်တဲ့စီအင်အားပြည့်စုံမှုတွေလည်းရှိနေနိုင်တယ်ဆိုတာဒါကျွန်တော်တို့ယုံကြည်ထားပါတယ်အဲ့တော့ကန်တက်စစ်စင်ကြီးကသူ့ရဲ့သဘောတဘာဝအရာရည်တဲ့အင်အားကြီးမားရုံနဲ့အောင်မြင်ဖို့ကတော့လုံးဝမဖြစ်နိုင်ပါဘူးเนาะ အဲ့တော့သမိုင်းကြောင်းအရာပေါ့နော်စင်နေပြူပါကျန်းနေအရာမလွယ်ပါဘူးနော်နောက်တစ်ခုကပါလဲဆိုတော့ A ကဘေးလွရာကိုရှောင်တိမ်ဖို့တတိပေးတယ်ဆိုရင်မိသားစုတွေအနေနဲ့ဘေးကင်းတဲ့နေရာကိုအဓိကထားပြီးလိုင်းနာဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်အဲ့စီးအေးတင်းမာမှုတွေဖြစ်နေတဲ့အချိန်မှာလဲကိုယ့်ရဲ့ဘေးကင်းလုံခြုံရေးကအဓိကအရေးကြီးဆုံးပါနော်အဲ့တော့ပြောချင်တာကစီးအေးချိန်တွေဟာခက်ခဲပါတယ်ကျန်လည်းကျန်းတတ်ပါတယ်နော်ဒေသခံပြည်သူတွေအနေနဲ့ကိုယ့်ရဲ့စီးလုံးညီညွတ်မှုနဲ့စိတ်သက်ခိုင်မာမှု ဒါဟာတော်လိုင်းရဲ့အကြီးမားဆုံးခွန်အားဖြစ်ပါတယ်အဲ့တော့ခက်ခဲတဲ့ကာလကိုအတူတကွရင်ဆိုင်ဖျက်ချော်ကြဖို့ကလွယ်လို့တခြားမရှိပါဘူးဒါလေးကိုပြောချင်ပါတယ်အဲ့နောက်ဗီဒီယိုမှာကျွန်တော်ဆရာအောင်တင်းဆရာအောင်တင်းဘာကြောင့်အလုတ်ပြုတ်ရတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ရဲ့အတွေ့အကြုံတွေကိုတင်ဆက်ပါမယ်ခုတော့ဒီလောက်ပါပဲအားလုံးအချင်းချင်းများတင်ပါတယ်ခင်ဗျာ Thank you.